တာပေါ့ဟုတ်လေဒီနားမှာအရင်ရှိနေကြကွာဘာမှမရှိလို့ကျွန်တော်လက်ကွာပြည့်ပြည့်စံတော့အတမမေးပါမေးတယ်ကွာဟုတ်လေဘာတခြင်းဆိုနေတော့တခြင်းဆိုတာပြတ်သွားမှကြောက်လို့ဟောဟောတော့မှာတော့ကွာဆယ်ဒီဘီမူနေဝိနေယေအဘိုင်းမန်ရီယေမူရီချဘိုလီအဲ့ဒါစမ်းခိုင်မောဟိုချယ်ဒီငိုတာအခုကအဘတို့ငိုရတော့ဘာတို့ငိုရလဲဟော အခုတက်ချုပ်ကြီးမှာဖြစ်လို့လေတက်ချုပ်ကြီးဘာမှတော့မဖြစ်သေးပါဘူးမင်းမင်းမင်းဘာလို့ငေါ်တော့မလို့တက်ချုပ်ကြီးတစ်ခုဖြစ်လို့လားရောက်ဟာရောက်စေးဦးနေပါလေပို့လေကွာရောက်ဟာမင်းတို့မျက်နှာတွေလည်းမကောင်းလေးတော့ကွာဘယ်လိုဖြစ်တာလဲတန်းငယ်လေးတို့မျက်နှာကောင်းနေဘာမျက်နှာမကောင်းတာဘာမျက်နှာပြက်နေလဲဘူးဖြစ်လည်းမသိဘူးဟာတော့ဒီလိုပို့လေအဖတင်းလေးတွေတင်ပြပေးဖို့ရှိတယ်အဲ့တင်းလေးတွေကဘာလို့ငိုမဲတင်းလေးတွေပါလဲဩအားကြောင့်ကျွန်တော်ငိုမဲလို့ပြောတာဒါအဖကြိုတိလို့များစိုးနေသလားပေါ့နော်အဲ့လိုထင်ရတယ်မဟုတ်ဘူးလေကွာငါလည်းကွာနည်းနည်းငဲမှုပြန်နေတာပေါ့ကွာ ဒီပါဒီပါမမူပြန်တဲ့ချင်းလေးပါလေးဆိုမိတာလေဟာဝတ်ချင်းဆိုလေရန်သူငားပါတယ်မောင်အမတန်ဆိုးသွားလာတာတခေါ်ဓမြနဲ့ဆိုးတယ်ရန်သူဟာတဲ့တယ်ဒူးလုံးမောင်တဲ့တယ်အဲ့လိုတချီချီပေါ့နော်တဲ့တယ်ဒူးလုံးဟုတ်ကဲ့ပါပါကျွေးပြောနေတာငါလုတ်ထွက်လိုက်မယ်ဟုတ်လုတ်လုတ်လုတ်တပြေအဲ့တော့ကျွန်တော်ဒီညနေပိုင်းလေးပေါ့နော်ဟိုရရှိလာလေးကျွန်တော်တို့ဒီဟိုစေရေးသတင်းလေးတွေကျွန်တော်တင်ပြပေးမယ်ကျွန်တော်တို့တော့အဘောက်ကျွန်တော်တင်ပြပေးမယ်သတင်းကတော့ပါ ကျွန်တော် AA ရဲ့ကျွန်တော်စစ်ရေးအခြေအနေဟာလာပြန်ပြီကွာအဲ့ဒီ AA ကိစ္စကိုလာပြန်ပြီမလာလို့လည်းမရဘူးဘာလဲအခုကလည်းကျွန်တော်တို့ဒါတိုက်ပွဲတွေကဖြစ်နေရဲဆိုတော့ဟိုကျွန်တော်တို့ကဒါရရှိလာတဲ့သတင်းလေးကိုအဘကိုတင်ပြပေးရတာနော်အဲ့တော့အဘကိုကြောက်တယ်ဆိုပြီးမှလည်းအဘဟိုသတင်းကကျွန်တော်တင်ပြပေးရပါမယ်နော်ဟောဆက်ပြီးတော့ကြောက်အောင်လည်းအဘကိုကျွန်တော်တင်ပြပေးဦးမယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော် AA ရဲ့စစ်ရေးအခြေအနေကိုသုံးသက်ချက်လေးတွေလည်းကျွန်တော်ပါမယ်ဒီထဲမှာကျွန်တော်အားလုံးကျွန်တော်ပြည့်စုံပြောပြပါမယ် ပထမဦးစွာကျွန်တော်အပေါ့ကိုပြင်ပြမိမယ်ကျွန်တော်တို့သတင်းလေးရောက်ဒီအာရကတက်တော် AR တဲ့ကျွန်တော်ဒီတိတ်မိုက်ထားတဲ့ကျွန်တော်ဘကိုးတိုင်းကျွန်တော်တို့ brown မြို့နယ်မှာရှိတယ်။ကျွန်တော်ဒီကဗကန်ခွေဗကန်ခွေကျွန်တော်ကြေးရနီးနော်ကြေးရနီးမှာရှိတယ်ကျွန်တော်တို့ပါနေစားနေဥစားလေးပဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဗကန်ခွေကျွန်တော်ကြေးရနီးမှာရှိတယ်ကျွန်တော်6-3လုံး point ပေါ့နော်6-3လုံး point ကိုဟိုတလောကကျွန်တော်ပြောတယ် AR တိမ်းသွားပြီဆိုပြီးတော့ကျွန်တော်ဟိုပြောလိုက်တယ်အဲ့ဒါလေးရှိတယ်အဲ့ဒီကျွန်တော်တို့ဒီ6-3လုံး point ကပေါ့အရန်အရေးကြီးတယ်ကာပါစာ16နေတယ်အင်မတန်နီးတယ် ်ဒီရက်အတွက်ကြောင့်ကျွန်တော်တို့ဒီစကားစားလည်းပြန်လဲပြီးကျွန်တော်ထိုးစစ်ဆင်ဖို့အတွက်ကြိုးစားနေတာပေါ့ကြိုးကြိုးစားနေမကြိုးစားနေမရနိုင်တော့ဘူးအဲ့အားလေးကိုကျွန်တော်ရနိုင်မယ်လို့မထင်နဲ့ရနိုင်မယ်လို့မထင်နဲ့လွမ်းလျက်တာဆိုအမောတာဖတ်တယ်အမောတာမဟုတ်ငေါရီယာလူပါဆုံးရှုံးသွားမှာဟုတ်ကဲ့အဲ့ဒီသတင်းလေးကိုကျွန်တော်အပေါက်တင်ပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဒီ AI တင်ပြထားတယ်တဲ့ကျွန်တော်တို့ quite ချောင်းသုံးလုံးပေါ့နော်အဲ့ဒီဂုံးကိုတဲ့ကျွန်တော်တို့ရဲ့အကြမ်းဖက်စစ်တပ်ကနေပြီးတော့နော်စတန်တက်လောက်လုပ်ပါမင်းကလည်းနားထောင်နေတာဥစ္စာမင်းစတန်တက် เนาะ standard set ကနေပြန်လည်ထိုးစစ်စင်တိုက်ခိုက်ရမှာတဲ့ကျွန်တော်အောင်မြင်မှုမရသည့်အပြင်တဲ့ကျွန်တော်အောင်မြင်မှုမရသည့်မရတာတော့ဘာလို့လာပြောနေလဲဟိုတင်းလေးကိုပြပါလေเนาะလူနေ့ကျွန်တော်ရိတ်ကထောက်ပို့နေသည့်ကျွန်တော်တို့ရဲ့ဟိုဂျားထဲမှာရှိတဲ့တက်စကန်တစ်ခုပါထပ်ပြီးပါသွားလို့သိရပါတယ်ဗျာ င်းလေးဘုမေယာဓမ္မဆုံးဖြစ်ပြီဟုတ်တယ်ပါဟောပြောဒီ6 6 6ဘာကြီးလာလဲမင်းอ่ะဟိုဆိုင်ကုန်းကိုလေပြန်ပြန်ချောင်းတို့တာစချောင်းတို့တာသူများစကန်းကိုတိမ်ကိုကိုကိုစကန်းမှာပေးလိုက်ရတယ်ဆိုအဲ့ဒါလေးပါเนาะဟောရှိရလေထမင်းတို့တာမြင်နေနောက်ပါဝင်ရင်တို့ကိုမမြင်ဘူးဆိုတာငါတို့စကားစမှာအစ်ဟုတ်ကဲ့အဲ့ရတော့ဘာလို့ဆိုစစ်တက်ကနေပြီးတော့ကျွန်တော်ဒီတောင်ကုတ်ပေါ့เนาะ တောင်ကုန်းကျွန်တော်ဥရှိပင်ကျွန်တော်ရိုးတောင်ကျောလန်းခေါ်မှာပေါ့ငွေပြပြန်ရှင်းရှင်းလေးဒီပြည့်ဥစ္စာလုတ်ပါမယ်တောင်ဘာလို့တော်တော်ကိုလက်သေးလေးပြေပုံမှာပေါ့ဟုတ်လေရိုးတောင်ကျော်ရိုးတောင်ကျော်ဆိုရိုးမအောင်ကျော်တဲ့လမ်း ရိုးရိုးတောင်ကျော်လို့ခေါ်တယ်အဲ့ဒီရိုးတောင်ကျော်ငါတည်တယ်ဘာလို့တောင်ကုတ်တောင်သွားမကုတ်နဲ့လက်သေးတွေပဲ့လိမ့်မယ်တောင်ကုတ်ဆိုတာကကျွန်တော်ရခိုင်ရခိုင်ဒီနေမှာရှိတယ်တောင်ကုတ်မြို့အေးမြို့ထည့်ပြောလေကွာမင်းမြို့မထည့်ပြောတော့ငါပြောရင်လေပြောပြရတယ်မြို့လေးထည့်ပြောအဖအရန်ဟောင်းနေမှာဟုတ်ပါပြီဟေးဟုတ်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 ပြမရင်လေးကဟုတ်ရင်းလေးကမမရင်လေးကမင်းကတပြိုးမင်းကဘာမှမပြောဘူးလေအတူတူပဲမင်းတို့နေရောက်တာတောင်ကုတ်တောင်ကုတ်မြို့နဲ့ဒီအုတ်ရှိပင် ရှားမှာရှိတဲ့လမ်းကိုပြောတာဗျာဒီရိုးတောင်ကျော်လမ်းဆိုတာရှိတယ်အဲ့လမ်းသားမှာရှိတဲ့ကျွန်တော် A ကတိတ်မဲ့ထားတယ်တဲ့ကျွန်တော် quick 63လုံးပေါ့နော်အဲ့ scan ကုန်းကိုပြန်လဲပြီးတော့ကျွန်တော်ထိုးစစ်ဆင်နေတယ်ကျွန်တော်ရဲ့စကမှာစစ်တဲ့ကြီးဟာတဲ့ကျွန်တော်အောင်မြင်မှုမရရှိတဲ့အပြင်နော်အဲ့ဒီကျွန်တော်တို့ဒီဟိုစစ်ကြောင်းထိုးတာလေကျွန်တော်တို့ရဲ့ဒီစကမှာစစ်ကြောင်းကိုထောက်ဖို့ပေးနေတယ်ကျွန်တော်ရိတ်ခါပို့တယ်လူရင်းရတယ်ထောက်ဖို့ပေးနေတယ်စကန်းတစ်ခုပါထွက်ကြသွားတယ်ဆိုသိရတယ်နော်ပြီးရင်အဲ့ဒီစစ်ကြောင်းဟာတဲ့ ပြန်ပြီးတော့ကျွန်တော်တို့စကြောင်းထိုးနေတဲ့စကြောင်းကဘယ်လိုဖြစ်တော့တက်လန်ပြီးတော့နလန်မလူတိုင်းတော့တက်လန်ပြီးတော့ဟုတ်ကဲ့ပြန်ပြီးတော့ကျွန်တော်နောက်ကိုပြန်လဲစုပ်ခွာသွားတယ်သိရတယ်နော်အဲ့မှာဘာဖြစ်လဲဆိုတိုက်ရင်းနေတဲ့အဲ့လိုတိုက်ပွဲရင်းနှီးနှားမှာရိတ်ခါထောက်ပို့နေတဲ့ဇာတ်ကန်စကူကို AI ရလိုက်တယ်သိရတယ်တဲ့စုပ်ခွာသွားတာမဟုတ်စုပ်ချနေတာငါတို့လူရှိရဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒီ၎င်းစကန်းငယ်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ A ရဲ့သိန်းဝင်တဲ့စကန်းငယ်ကိုသိမ်းမိုက်ခံရပြီနော်ကဲကျွန်တော်ရဲ့ဒီစက်ကမှစစ်ကောင်စီရပေါ့နော်ဘာလုပ်လဲဆိုရင်ဒီကပ္ပစ16နဲ့နော်နှစ်မိုင်ကျော်ခန့်အကွာ ကမ္ဘာစစ်ကြောရဲ့နှစ်မိုင်နှစ်မိုင်ဝင်းကျင်ပေါ့အဲ့ဒီဝင်းကျင်မှာရှိတဲ့ကြေးရွာတွေကိုမလုပ်နေလဲဆိုရင်ကျွန်တော်တို့ဒီ drone တွေရောနော်ဒီလူ wine wine တွဲတွေရောဟိုတင့်ကားနေနဲ့လက်လက်ကြီးနေနေတော့ရန်တမ်းပြီးပြစ်နေတယ်သိရပါတယ်ဗျနော်ဟိုပြောရမလို့ရှေ့ကိုစက်တိုးလို့မရအောင်သူကကတဲ့သဘောပေါ့နော်နှစ်မိုင်ဆိုတော့ဟောငေါဒီလက်တွေပြောရင်တပြားပေါ့ဟောမန္တလေးခေါ်နေဟုတ်ကဲ့ဟုတ်ကဲ့နော်ဟာအခုပြောမယ်ဆိုရင်ဗျာရဲ့အဲဒီရခိုင်မှာဖြစ်နေတဲ့ဒီကပ္ပစ16အခြေအနေလေးကိုကျွန်တော်ပြောမယ်နော်အခုကဒီကပ္ပစ16နဲ့ကျွန်တော်3မိုင်ဝင်းကျင်တော့မှာတိုက်ဝဲတွေဖြစ်နေပြီအဲ့တော့သူကအဲ့နှစ်မိုင် ပဝင်းချင်းလောက်ကိုတော့ဒီ drone တွေနဲ့ကျွန်တော်တို့ဒီလင်းမြန်နေနဲ့ကျွန်တော်ဘုံတွေကျဲနေတယ်ဟုတ်ပြီเนาะဖြစ်နေတာကတော့တိုက်ပွဲတော့၃မိုင်ဝင်းချင်းလောက်မှာကျွန်တော်အေအေနဲ့ကျွန်တော်စကားမှာနေကျွန်တော်တိုက်ပွဲဖြစ်နေတယ်อืมအဲ့မှာကျွန်တော်ဒီလေချောင်းနဲ့လက်နက်ကြီးတွေကျွန်တော်ပြစ်ကူပေးနေတာရှိတယ်เนาะပြီးတော့ကျွန်တော်ဒီမတုံမတုံရွာပေါ့เนาะမတုံရွာမတုံရွာမတုံရွာနဲ့ကျွန်တော်ကပ္ပစား16ပဝင်းချင်းအပြင်ဘက်မှာတော့ကျွန်တော်အင်အား900လောက်နဲ့ကျွန်တော်တက်ဖြန်တာလေသိရတယ်မတုံရွာမတုံရွာမတုံရွာနဲ့ဒီဟိုကပ္ပစား16အပြင်ဘက်မှာပေါ့เนาะကျွန်တော်တို့ဒီစစ်စင်အင်အားကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒီ ပေါ်တာဆွဲထားတဲ့ကျွန်တော်စစ်မှုတန်းကလေးတွေပဲဖြစ်မှာပါ900ကျော်900တော့เนาะမမ450လောက်တော့ကျေလိုက်ရဟုတ်တယ်ဘောပြီးကိုလုံးကြွတယ်ဟာမဟုတ်ဘူးလေကွာမပွားဖို့တော့မှငါတို့အစီအစဉ်ဆွဲနေတော့မှရှိသေးတယ်မင်းကမမနဲ့ချမယ်ဆိုရောက်တော့မရောက်သေးဘူးမင်းကအဲအဲ့လိုပေါ့ကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ဒီကာပတ်ဆာ16ကြီးမပါရေးပေါ့မပါရေးတော့ကျွန်တော်တို့ကအပြင်းခံကျွန်တော်တို့ကုကံကာကွယ်နေတယ်အဲ့ဒီကျွန်တော်တို့ပဝင်းကျွန်မှာလည်းကျွန်တော်တို့စစ်တီအင်ကကျွန်တော်တို့900လောက်နဲ့ကျွန်တော်တို့တက်ပြန့်ထားတယ်လို့သိရပါတယ်။ဟုတ်။အဲ့လိုမျိုးကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စကောက်မဘက်ကနေပြီးတော့လက်လက်ကြီးတွေနဲ့ လင်းမြန်လေးနဲ့ကျွန်တော်ဘုံနေကျဲနေတဲ့အတွက်ကြောင့်တဲ့ဟောဒီလက်နဲ့ကြီးလက်နဲ့တန်ကြီးအကြောက်ပေါ့ဗျာဒီမတုံလားရှေးရကနေပြီးတော့ကျွန်တော်ကြားရတဲ့အတွက်ကြောင့်အဲ့အင်းနားမှာရှိတဲ့ရွာတွေကဟိုကျွန်တော်တို့နေထိုင်ကြတဲ့ပြည်သူတွေကတော့ကျွန်တော်တို့ ရွာထဲမှာမနေရဲပဲနဲ့စီပင်းရှောင်နေရတယ်လို့သိရပါတယ်ဗျနော်အာကွာပြည်သူတွေလည်းကွာဟိုရှောင်ပြီးရှောင်ရှောင်မှာပေါ့ဘာလို့တွေရောက်လာပြီးဆိုမရင်းချင်းတာတို့ဘာလို့ဒါတွေလည်းကြောက်ရတယ်လေဒါပဲလူကငေါ့တွေကဒီငါတို့စစ်စင်ကြီးမှာဒါတွေပဲတင်ပြီးဟာရောသူတို့များနေပြီလို့မင်းဟုတ်ကွာဟာမင်းပြောသလိုသူငါတို့ကမရင်းချင်းနဲ့တက်ဖွဲ့ကြီးဖြစ်နေပြီဟုတ်ပါတယ်ဗျဟုတ်တယ်ဒါဒီဥစ္စာငါတို့တူဝက်ထားတာဟာမဟုတ်အရေးကြီးတယ်လူကြီးကပ်ပတ်ချောက်ချောက်ပါလေအရေးကြီးတယ်မြန်မာနိုင်ငံမြန်မာစစ်တပ်ကြီးကျွန်တော်တို့လက်နက်ခဲရမ်းများတဲ့ထုတ်လို့ရတယ်တဲ့ ်ဟိုအဓိကမပါမဖြစ်တော့ကျွန်တော်ကုန်ကြမ်းနေပေါ့နော်ကုန်ကြမ်းကျွန်တော်နှစ်မျိုးလုံးကိုတဲ့ဒီစက်ယုံကနေကျွန်တော်ထုတ်လုပ်ပေးတဲ့စက်ယုံဖြစ်တယ်နော်နော်တကယ်လို့ကအဲ့စက်ယုံကြသွားရင်ကျွန်တော်တို့စကားမတွေအရှုံးပေးလိုက်ရုံပဲရှိတော့တယ်။အေးအဲ့ဒါလည်းလည်းခိုင်းရတော့ကျွန်တော်တို့ဒါကုန်ကျန်းနေမရှိတော့ဘူး။အေးဒီအဲ့ဒါအဲ့ဒါကဒီလောက်ဥစ္စာမဖြစ်ဘူး။ဒီအေးအကြောင်းပြောမယ်ဆိုရင်မင်းဒီမျိုးဥစ္စာတွေလည်းပြောကြတယ်အများကြီး။အများကြီးပဲအမအများကြီးပဲနော်။ပြီးတော့ဆက်ဆက်နေတယ်ဘယ်လိုဆက်ဆက်နေလဲဆိုတော့အဲ့ကာပါစကျွန်တော်တို့16တာတကယ်လို့ကြာသွားခဲ့တယ်ရှိတော့သူအဲ့နီးနားပတ်ဝန်းကျင်မှာရှိတယ်ကျွန်တော်တို့ကာပါစ6ရှိတယ်။ ပြီးတော့ကာဘဆာ9ရှိမယ်ကာဘဆာ9ရှိမယ်နော်အဲ့လိုနေရာမျိုးတွေလည်းစလိုက်ကြသွားနိုင်တဲ့အတွက်ကြောင့်ဟုတ်တယ်ကျွန်တော်တို့ဒီဟိုစည်ရေးပြင်ဆင်မှုတော့ဒီစကားမမကလည်းပြီးတော့ကျွန်တော်တို့ဟိုပါပေါ့အင်အားအလုံးရင်းနဲ့ကျွန်တော်ပြင်ဆင်နေလို့သိရတယ်ပါနော်ဒါလေးကကျွန်တော်တို့ကဒီအေးအတွက်ပေါ့နော်ကာဘဆာ16ကိုတဲ့ကျွန်တော်တို့ရဲ့ဒီအချမ်းပဲစစ်တက်ကနေပြီးတော့နော်စတန်နဲ့လောက်လုံးလိုက်စတန်နဲ့လောက်လုံးလိုက်ပါစတန်နဲ့စက်ကအေးဟုတ်ပြီငါတို့ကမထွက်ချင်ဘူးဟုတ်ကဲ့ပါပါ ဟို standard set ကနေပြီးတော့ဗောနော်ကျွန်တော်တို့ရဲ့ standard set ကြီးကနေပြီးတော့ဒီကပ္ပစ16နားမှာမပါလို့နေလဲဆိုရင်ကျွန်တော်ဒီဟိုလင်းနေဒရုန်းတွေကိုအချိန်ပြည့်ကျွန်တော်တို့ဟိုပြန်ပြန်ဝဲနေတယ်ဗောနော်ကင်းထောင်နေတယ်လို့ကျွန်တော်တို့သိရတယ်တော်လိုင်းတက်တက်တယ်တော့ပေါ့နော်အေအေတော့ပေါ့ကျွန်တော်ဒါသတိထားအောင်ကျွန်တော်ပြောပြပေးတာအေးဟုတ်ပြီခဏနေအဲ့ဒါဆိုမင်းတို့ငါဂျားပြက်ငါတခုလုံးငါပြောလို့ရမယ်ဟုတ်ဟိုငါတို့ဘက်ကနေပြီးတော့ lobby လုပ်ပေးနေငါတို့ဟိုချီအနေပြီးတော့ပတ်ဆိုင်ယူယူပြီး lobby လုပ်ပေးနေ ခေါ်ကြောင်းမျိုးမင်းအဲ့ကောင်ကနေပြောအဲ့ကောင်ပြောတဲ့စကားကိုရတန်းရက်တော်လို့မင်းတို့ပြောလိုက်တော့ဟုတ်ဟုတ်ဟုတ်တော့လောက်တာငါတို့ဟိုတေလွင်းနဲ့ငါတို့ပို့နေသလိုပဲဒီကောင်နဲ့ဘူးလက်ကြီးနဲ့တဲပြီးလိုက်ဟုတ်ဟုတ်ဟုတ်တော့ဒီကောင်တေလွင်းနဲ့ပို့နေသလိုဘာလဲဆိုအခုဟိုဒီငါတို့အခုရွေးကောက်ပွဲအတွက်ဟုတ်ကဲ့လော်ဘီလုတ်ပြီးတော့ရိုက်ပေးလိုက်တဲ့အမှုပညာသမားတွေအမှုပညာသမားတွေကိုဟိုဘက်ကနေပြီးတော့ဒီဟိုပြပရောက်တဲ့တော်လိုင်းရေးသမားတွေကဘိုက်ဘောလုတ်တယ်အဲ့လိုမျိုးပဲတဲ့ ီဘက်ကအနုပညာဓမားတွေကိုချစ်တဲ့ဥမာနေတိုးတို့မြင်းမြတ်တို့ချစ်တဲ့ပိသက်တွေအကုန်လုံးကပြည်တွင်းထဲကလူတွေအကုန်လုံးကနေပြီးတော့ဒီတော်လိုင်းတက်ဖွဲ့ဝင်နေနဲ့ဟုတ်ကဲ့ငါတို့ဒီနိုင်ငံခြားကိုရောက်နေတဲ့ဒီ တော်လည်းအမှုပညာသမားတို့ဘိုက်ဘောပြန်လုပ်ပါသလိုမင်းစဉ်းစားကြည့်လေကွာပြည်သူတွေကိုတတ်နေတာလားပြည်သူချင်းချင်းပြန်ပြီးညံတိုက်ပြီးတဲ့ဘာညံတိုက်ပြီးတဲ့သဘောကွာပြည်သူကိုပြန်တတ်နေတာလားတကယ်တကယ်ကျတော့ပြည်သူတွေကပြောလာတဲ့စကားအရင်ရှင်းတယ်နော်ပြည်သူတွေကလူလူနားလေတယ်သူပြောတဲ့စကားကိုလည်းလုံးဝလက်ခံမှာမဟုတ်ဘူးအဲအခုငါပြောပြန်သူကဘိုက်ကောလုပ်ခိုင်းတယ်ဆိုတော့သူကဘာမို့လို့လဲအခုပြည်သူတွေပြောတဲ့စကားအရင်မှန်တယ်နော်ပြီးတော့ဒီပြည်ပရောက်နေတဲ့အမှုပညာသမားတွေပြောတဲ့စကားအရင်သားတယ်ဟုတ်ကဲ့မင်းတို့တွေစဉ်းစားပါလေပြည်တွင်းထဲမှာရှိတဲ့လူတွေမင်းတို့စဉ်းစားပါလေမင်းတို့ထက်လိုက်တဲ့မဲတမဲဟာတဲ့ ပြည်သူတွေကိုတတ်ဖို့လက်နဲ့ဖြစ်သွားမယ်နော်တဲ့မင်းမင်းကနေလက်နဲ့ဖြစ်သွားမယ်နော်ဆိုတော့ဖောက်လာလေကွာဟုတ်ကဲ့ပါပါကျွန်တော်ကြည့်ချက်ပြီးတော့ကျွန်တော်လုပ်လိုက်မယ်နော်သူ့ကိုလည်းနည်းနည်းလေးများနေများနေလည်းကျွန်တော်โอ้ตบบอยคอตลงไปเลยตัวปีบ้ายกได้อนุปัญญาตมานี่บอยคอตลงไปเลยสุดแล้วบัดลงมาเลยนี่สิมาสิ้นใจมากองก็เปล่านี่มันชี้ดูขึ้นตางเลยอ่ะอบ้าอบ้าเปล่าสกาวถอกกันไม่ถอกกันเลยไม่ถอกกันไอ้อดิอธิกอาจารย์มิ้วมิ้วโหงารู้เนี่ยนี่ไปแล้ว တခုကတော့လုံးမဖြစ်ဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘာစိတ်ချမ်းကြကျွန်တော်လုံးပေးမယ်နော်စိတ်ချမ်းကြလုံးပေးမယ်အခုတခါလဲဆိုတော့တင်းလေးတင်ပြပေးဦးမယ်နော်အဲခုနကကျွန်တော် A နဲ့ပတ်သက်ပြီးကျွန်တော်ဖြစ်နေတဲ့ကျွန်တော်စီးရဲတရေတွေပေါ့နော်အခုကတော့ကျွန်တော်တို့ပါတီလို့ရဲ့တရင်လေးကိုကျွန်တော်ပြောမယ်။ကင်းပြင်းနေပေါ့။ကင်းပြင်းနေ။နော်ကင်းပြင်းနေစီ။ပါတီကင်းပြင်းနေဆိုပါတီလို့မပါလို့မပြီးဘူး။ဟုတ်ကဲ့စီရဲချိန်လေးလေးပေါ့။အဲ့ချိန်လေးလေကျွန်တော်တို့ကဒါနည်းနည်းအပေါ့ကိုတင်ပြပေးမယ်။ဖြစ်နေတာနော်။အဲ့တော့ကျွန်တော်ကင်းပြင်းနေတဲ့ကျွန်တော်ကော့ဂရိတ်မျိုးနေ။အာရှလန်းနေကျွန်တော်ဒေါနာတောင် ်လမ်းဟောင်းပေါ့နော်ဟုတ်ပြီအဲ့လမ်းတက်တော်မလမ်းဟောင်းလမ်းဟောင်းလမ်းဟောင်းနော်ဒေါနာတောင်လမ်းလမ်းဟောင်းမှာတို့ဒီမောက်ကိုလမ်းလေးပေါ့โอเคအဲ့လမ်းဟောင်းကိုတဲ့ကျွန်တော်တို့ရဲ့ဒီဟိုစကားမှနေပြန်ပြန်ထိန်းချုပ်နိုင်ရွယ်တဲ့နော်အပြေးလမ်းကျွန်တော်ထိုးစစ်ဆင်နေလို့သိရပါတယ်ဗျနော်တော့ဒါတော့သူမမတ်သေးဘူးပါပါရနော်မမတ်သေးဘူးမမတ်သေးဘူးမမတ်သေးဘူးအောင်စီရလဲဘာမမတ်သေးတာလေဟုတ်တယ်လေအောင်စီရလဲတတလုံးကုန်သွားပြီလေပါရနော်အောင်စီရဖြစ်သွားတယ်အောင်စီရဟိုလမ်းလမ်းတော်ဖြုတ်ကိုဟဲ့လမ်းလာပြီးစုံးလာပြီးငါ့ကိုမပြောနဲ့အခုလောလောဆယ်ဘာလဲဟုတ်ကဲ့အော်တိုဝါလာဘိုင်းမှာစပြီးတော့တဲ့တို့အကျန်းဖတ်ကျွန်တော်ရဲ့စစ်တပ်ဘုံစတန်ဒတ် စတန်လက်စတက်ကနေပြီးဆိုကော့ကရိတ်မျိုးနဲ့အာရှလမ်းနဲ့ကျွန်တော်ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရင်အတွက်တဲ့ကျွန်တော်ဒီစစ်မှုတန်းတပ်သားတွေအမြောက်များအသုံးပြုကနော်ထိုးစစ်စစ်တိုက်ခိုက်နေရေနေ့စဉ်ကျွန်တော်နေရာအနှံ့အပြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဗျ။အော်အဲ့တိုက်ပွဲမီးတွေကိုမငြင်းနိုင်ကြဘူးလား။ငါပြောချင်ချင်းလေးလို့ကွာ။တိုက်ပွဲဖြစ်အောင်လို့လူဘက်ပေါ်ဆောင်နေတယ်။အဖတ်လို့လေဗျာ။ဘာလို့လဲ။ဘက်ထုတ်ကခိုင်းလို့ငါလို့ဟုတ်တယ်။တတိုင်းကြီးလုံးရောက်ပါပြီနော်။အဖတ်လို့ပဲလေဗျာ။ဟုတ်တယ်ဗျာ။တတိုင်းကြီးလုံးဆို ဲနောက်ပိုင်းဒီပါတီတို့ဒီကရင်ပြည်နယ်ဘက်ကငါဘာမှမလုပ်ခိုင်းဘူး။ဩငါဘာမှမလုပ်ခိုင်းဘူး။ဒါမှမလုပ်ခိုင်းလို့မလုပ်ခိုင်းပေမဲ့အခုကသွားပြီးလမ်းဟောင်းကိုဒေါနာတောင်လမ်းဟောင်းကိုသွားပြီးစီကျောင်းကထိုးနေတယ်။အဲ့ဒါလေးကိုကျွန်တော်အခုပြပြပေးမယ်။အော်တိုဘာလ24ရက်နေ့တဲ့နော်။24ရက်နေ့နဲ့25ရက်နေ့တွင်ねကျွန်တော်ကော့ဂရိတ်မြို့နေเนาะမြင်းပတိုင်ရွာနေအချမ်းဘက်ကျွန်တော်တို့နော် standard စစ်တပ်နေเนาะ standard စစ်တပ်ဒီနေရာက standard စစ်တပ်နေเนาะတော်လိုင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပါပဲကျွန်တော်စစ်တပ်ဘက်ကနေပြီးတော့ထိခိုက်သေဆုံးမှုများပြားကြောင်သိရှိရပါတယ်ဗျနော်ဒီဒီကမှာပဲဟုတ်ကဲ့စိတ်ကနေတိုက်တယ်မဟုတ်ကောမင်းရတယ်ဟုတ်ကဲ့အလားတူเนาะကျွန်တော်တို့အော်တိုဘာလ26ရက်နေ့မှာလေဒီပုတ်ဆန်းရွာပေါ့เนาะဒီပုတ်ဆန်းရွာနဲ့ကျွန်တော်တို့ကော့ဖန်းရွာအကြောင်းကိုတဲ့ကျွန်တော်ရဲ့ဒီစကမှာစစ်တပ်ကလက်နေကြီးများမြေကျွန်တော်တို့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်လန်ရဲဘော်များကလည်းလက်နေကြီးများမြေပြန်လည်ပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်တဲ့သူပြစ်ကိုပြစ်တယ်ချာသူပြစ်ကိုပြစ်နေပြီเนาะအဲဒို့ပြင်းနဲ့ကျွန်တော်ရင်းနဲ့ကျွန်တော်မွန်းလွဲ2နာရီ9မိနစ်ခန့်တွင်တဲ့ တို့တမိုင်းကုန်းရွာနဲ့တဲ့ကော့ကော့နဲ့ရွာဘက်ကိုတဲ့တိုက်ပွဲမှာဖြစ်ပွားနေကြောင်သိရပါတယ်တဲ့ဗာနော်ဒါတော့ရွာတွေဘက်မှာပေါ့နော်ဖာပြီးတော့မလုံးနဲ့ဖာပြီးတော့ပြူချိတ်တာတော့ပြူချိတ်တာအဲ့ရွာနေကောက်ဒီဘက်ရွာနေရှိသေးတယ်ဗာနော်ဒါစည်ရေးချင်းနေထပ်ပြောမယ်ကျွန်တော်ထပ်ဖတ်လိုက်အောင်မယ်ထိုးပြင်းနဲ့တို့နဘူးနန်ကောတေးလမ်းကိုတိုင်းမြပတိုင်းရင်ခွဲတောင်လမ်းမိုင်းကိုလေတဲ့ကျွန်တော်တို့ရဲ့စတန်ဒတ်စစ်တပ်ကြီးကနေပြီးတော့တဲ့တို့ဒါကဗာလေ နဘူးနဘူးတွေကအေးနဘူးတွေကအခြေဆိုင်ပေါ့နော်နဘူးတွေကအခြေဆိုင်ဟိုတေချာဘူးတွေလားဆိုတော့မင်းကိုမင်းတတ်မှတ်လိုက်နှာဘူးတွေကတော့နှာဘူးတွေကဆိုရင်မင်းနဘူးဆိုဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါပါအဲ့နဘူးတွေကအခြေဆိုင်တယ်ကျွန်တော်ခမရ9လေးခုတက်ရင်9လေးရှိတက်ရင်9လေးကိုတက်ရင်နဲ့နော်အဲ့တက်ရင်နေပေါင်းပြီးတော့လေကျွန်တော်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ပါနော်ဒါလေးကစစ်ကြောင်းထိုးတယ်ထိုးတယ်ထိုးတယ်နေနေထိုးတဲ့လောက်လေးငါတို့ဘက်ကတေးရတယ်ထိုးတဲ့လောက်လေးဆုံဆုံနဲ့ထိုးတဲ့လောက်လေးအလန်းမျိုး ထောင်ပြီးဟိုဘက်ကျောင်းဝင်သွားတယ်။ဘာပြောသလိုပေါ့ကျွန်တော်တို့ဘက်ကနေဘယ်လောက်တည်လဲဆိုတာကိုဒီမှာပြောထားတာရှိတယ်။ထိုတိုက်ပွဲများအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့ဒီ standard setup ဘက်ကနေပြီးပေါ့နော်။ဟိုထိခိုက်ကျေဆုံးမှုကညာနဲ့ချီရှိတယ်လို့သိရတယ်ဗျ။နော်။ဟာကွာပြီ။ဟာရအဲ့လိုဘာကျေဆုံးမှုကလက်တံပြောင်းနေတာပေါ့။ပြောင်းနေတယ်ညာနဲ့ချီလည်းရှိတယ်။ဒါပေမဲ့အဲ့တဲ့ရင်ကငါတို့ဘက်ကလူတွေမသိဘူးနော်။ဟုတ်ကဲ့။ညာနဲ့မသိကြအောင်ဆောင်နေတာပါ။ကြာလို့ဟာလေသိလား။မသိတော့ပါ။ငါတို့မသိဘူးကွာ။ဟုတ်ကဲ့။ဟိုထွက်ပြေးဟိုတည်တဲ့လူကကျွန်တော်တို့ဒီညာနဲ့ချီရှိတယ်။ ်ပြီးတော့ထွက်ပြေးတဲ့လူတွေလည်းရှိတယ်ပြီးရင်အလံပြူထောင်ပြီးတော့ကျွန်တော်အလင်းဝင်သွားတဲ့လူတွေလည်းရှိတယ်တဲ့နော်ပြီးတော့ကျွန်တော်လက်လက်ကြရပါဗျာလက်လက်တွေလည်းကျွန်တော်သိသိရမိရအများကြီးရှိတယ်ပြီးတော့ကျွန်တော်ဒီကော့ဒိတ်မှာလေတနေ့ကို9နေရာလောက်ကျွန်တိုက်ပွဲဖြစ်နေတယ်လို့သိရတယ်ဗျ။အာကွာပါတီလူကလည်းလက်ခံပြောင်းပြစ်ကွာ။ဟုတ်ကဲ့ပါ။ပြီးတော့ကျွန်တော်ရဲ့ဒီဟို standard setup ပေါ့နော် standard setup ကနေဘာလုပ်လဲဆိုဒီကော့ဒိတ်မျိုးနယ်အတွင်းမှာရှိတဲ့ကျွန်တော်စစ်ကူပို့နိုင်ရင်ပေါ့နော်။စစ်ကူပို့နိုင်မှုအတွက်ဆိုပြီးတော့ကျွန်တော်တက်မှ20နှစ်ကျွန်တော်ဖန်အပန်းနေ6စီးပေါ့ကား6စီး။ နော်ကားလျှောက်စီးနဲ့သွားတယ်ပြီးရင်ကျွန်တော်ကြုံသိုးဆိုကျွန်တော်စစ်ကူခဲရမ်းတော့ပို့ဆောင်တယ်ကိုသိရတယ်ပြီးရင်ကျွန်တော်မွန်လမြိုင်ရတကဘက်မှာလည်းကျွန်တော်တို့ဒီစစ်ကူတွေပို့နေတယ်ကိုသိရတယ်ဗျာ ကျွန်တော်အဖက်ဘက်ကနေပြီးတော့ဒီကင်းကြီးနဲ့ကိုလေအဖငါတိတယ်ထမင်းနိုင်ခွေးကြီးကြတယ်ပဲငါ့ကိုကုတ်ကုတ်နေတာမင်းအဖခွေးကြီးကြခွေးမိတ်ကြနေကြကျွန်တော်ပြောနေတာမင်းကတမျိုးဟုတ်တယ်အခုလိုမျိုးတိုက်ဝဲတွေပြင်းထန်နေတဲ့အတွက်ကြောင့်ဒီကင်းပြင်းနေဟိုကျွန်တော်နေပေါ့အဖက်ဘက်ကနေပြကျွန်တော်နေပေါ့ဟိုဘာလို့ပြောမလဲထိစက်တဲ့နေရာတွေအကုန်လုံးကနေကျွန်တော်စစ်ကူတွေကိုပို့နေရတယ်အဲ့ပို့နေတဲ့ဟာတွေကိုပြောပြတာမော်လမြန်ဘက်ကလည်းကျွန်တော်ပို့တယ်ပြီးကျွန်တော်ဖန်ဘက်ကလည်းပို့တယ်နော်ပို့တာမှကျွန်တော်ဟိုတစ်ခေါက်တစ်ခေါက်ပို့ရင်ကျွန်တော်စစ်ကားနဲ့ကျွန်တော်6စီး10စီးအဲ့လိုမျိုးပေါ့စစ်သားအပြည့် အပြည့်ပို့ရတယ်ဟာဘာလို့ပေါ်တာဆွဲထားလဲဒီစုမှုတန်းကလေးတွေပို့တယ်လားအကလေးတနာပါတယ်တိုက်ပွဲတွေမရောက်ခင်လေလမ်းမှာလည်းအဲ့ကားလေးမိုင်းဆွဲလိုက်ပြီးပြီဟုတ်တယ်ဗျာဟုတ်တယ်ဗျာနော်အခုပေးနေတာလဲဒီစုမှုတန်းကလေးတွေပဲတင်နေတာလေးမပြောပြမယ်ကွာအခုငါတို့ဒီကရင်ပြည်နယ်ဘက်ဆိုရင်နော်ကရင်ဘက်ဆိုရင်ငါတို့ဖာပြီးတော့လက်တံပြောင်းနေတယ်ဟုတ်တယ်ဟုတ်တယ်ဖာပြီးတော့လက်တံပြောင်းနေဒီဘက်ငါတို့ဒီဥစ္စာကရင်နီဆိုရင်လည်း ဒီရီတူတို့မာဝီတို့ပြီးနောက်မှဘယ်သူရှိတယ်ဟိုတနေ့ကမင်းကောင်းပြောတာပါလေ။ဟောအဲ့မှာရှိနေတဲ့တရင်တွေအများကြီးပဲ။နောက်ပြီးတော့ကျွန်တော်ရန်ကုန်သားနော် KNT ရဲ့တရင်နဲ့ဆက်ကုန်မှာရှိတယ်။ဇော်ရဲထက်ဆိုတာ။သူလက်လက်ပြောင်းတယ်။အာသူလက်လက်ပြောင်းတာပဲ။သူလက်လက်ပြောင်းတယ်လို့ငါဆိုရန်ကုန်သားနေတာတော်တော်လက်သက်ပြောင်းနေတယ်နော်။ဟုတ်ကဲ့ပါ။အဲ့ဒါလေးကိုငါတို့ကဂယူးဆက်ရမယ်။ဟုတ်ကဲ့။ဂယူးဆက်ရမယ်ဒီငါတို့ကအခုဒီပုံစံတိုင်းဆိုဒီငါတို့တော်လိုင်းရေးကြီးမှရခိုင်ရဲ့ ရင်လီရဲ့ကရင်ရောတော့မလန်နိုင်ဘူးပြောတာဟုတ်ကဲ့ပါအဲ့ဒါကိုလည်းအပဘာလို့တင်မဟုတ်ဘူးနော်အပအဲ့ဒီလိုမလန်နိုင်တာကိုလေတိုင်းရင်းသားတွေကိုလည်းအပတို့မနိုင်တော့ဘူးဆိုတာကိုဒီတို့အာဆီယံနဲ့တည်ရသေးတာပါအာဆီယံကတည်ရဟာမင်းကလေသူတည်ုံနေမကောက်ဘူးလေကွာငါတို့လုံနေတော့မကြိုက်လို့အစည်းဝေးပွဲကြီးတော့မှမဖိတ်တဲ့ကိစ္စကိုဟုတ်ကဲ့အဲ့ဒီအစည်းဝေးပွဲကနေထွက်ပြီးတော့ထွက်လာတယ်ကျွန်တော်တို့ဒီတင် သုံးသက်ချက်တွေကျွန်တော်ဖတ်ပြမယ်เนาะအပါเนาะအဲ့တော့ကျွန်တော်ဗာလဲဆိုရင်မြန်မာစစ်တပ်ကကျင်းပသည်တဲ့ကျွန်တော်ရေကောက်ပွဲမတိုင်ဘူးပေါ့เนาะတိုင်ရင်သားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုတဲ့မလေးရှားနိုင်ငံကျွန်တော်ကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမိဘူးမလေးရှားဝန်ကြီးချုပ်ကထုတ်ပေါ်ပြောကြပါတယ်ခင်ဗျာငါတို့ဖိတ်ပါဘောအဲ့အဲ့ဆိုငါဒီကောက်ငါလိုက်သွားလိမ့်မယ်ငါလိုက်သွားလိမ့်မယ်ဟုတ်ဘူးတိုင်ရင်သားတွေနဲ့ကျွန်တော်ဒီဘက်အတိုက်ခံပါတီကလူလူ အန်ယူဂျီတို့ဘာလို့ဖိမ့်မှာဗောမမမဟုတ်ဘူးဘာလို့မဟုတ်ဘာလို့လူရမွေတော့ဘူးလေဘာလို့လူရမွေတော့ဘူးလူရမွေတို့ဖိမ့်စားတယ်မှာတော့မင်းကိုးနိုင်ငံပဲပါလားမင်းကဘာလို့နိုင်ငံဟာဟုတ်လို့ဗျဒီကျွန်တော်ဒါလေးကိုသင်ချာလေးကျွန်တော်ဖတ်ပြမယ်အဘသင်ချာလေးဟိုနားထောင်နော်အဘလို့ဖိမ့်တာလားဘသူ့ကိုဖိမ့်တာလဲဆိုတော့မြန်မာအတီကောင်ငါလိုက်ဝါမရှိဘူးအားခဲတာဟုတ်ပါပြီကျွန်တော်မြန်မာအကျန်းဖတ်စစ်တက်ကတဲ့ဘောင်းမြန်မာဟောဒီမှာဒီလိုအတိုင်းနဲ့ကျွန်တော်ဖတ်ပြရအောင် မြန်မာအကြမ်းဖက်စစ်တပ်ကတဲ့ကျင်းပမီကျွန်တော်ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်အခံအင်အားစုများအားလုံးကိုတဲ့မလေးရှားနိုင်ငံကျွန်တော်တို့ကွာလန်လာပူမြို့သူဖိတ်ခေါ်ဆွေးနွေးမိဦးမလေးရှားဝန်ကြီးချုပ်အန်နဂါကအီဘရာဟင်နော်အန်နဂါအီဘရာဟင်ဟောအန်ဝါ อิบราฮิมอัลลอฮ์อิบราฮิมมินูอ่ะပြောတော့လေမင်းတို့ကပြောတော့လေဒီရက်စေချောင်းကနေစင်တန်းအောင်ပြီးဒီရက်စေချောင်းရောက်နေတယ်ဖတ်လိုက်ရင်လည်းတလွဲနေပြီဣစကေးတွေတော်တော်ကောင်းတယ်မင်းတို့ကကျွန်တော်ကျောင်းမှာဒီလိုနာမည်တွေမဖတ်အောင်ဘာဒီလိုနာမည်တွေမဖတ်အောင်ကျွန်တော်ကဘိုးချုပ်တို့ဘိုးမူးချုပ်တို့အဲ့လိုပဲပြောတယ်အဲ့လိုပဲဟုတ်လက်ရှိအာဆီယံဥက္ကဋ္ဌကအဲ့လိုပဲပြောတယ်ဟုတ်လက်ရှိအာဆီယံလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကနေမလေးရှားနိုင်ငံလက်ရှိ အာဆီယံဥက္ကဏာလီပြောဖိတ်မယ်ပြောအဲ့ဒါဆိုပြီးရောဖိတ်မယ်နော်အာဘာလို့လို့မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြတာတချို့လည်းအင်္ဂလိပ်စကားမတက်လို့ကဘာရဲ့ကြမှာဗမာလူတွေကြီးပဲပြောတာငါလည်းအင်္ဂလိပ်လိုမတက်လို့ဗမာလူတွေကြီးပဲပြောတာမင်းတို့ကလာပြီးတော့ဘူးစာဘိန်းစားချင်းအတူတူတမူးပုံမရှိနဲ့ဗမာလူပဲပြောဘာလို့တက်ပါလဲမကောင်းတာလုပ်တဲ့နေရာမကောင်းတာလုပ်တာတော့တက်တာမသိသေးရဘူးတက်တာ ။ဘာလို့ကတက်ပါလဲလို့ကျွန်တော်တို့ကဘာလဲဘာလို့လဲစာရင်တော့ကျွန်တော်တာပါလိမ့်မယ်။ကျွန်တော်တစ်လုံးနှလုံးပြောတယ်စီ။အမတို့ကတစ်လုံးအောင်ပြောတယ်။ဟုတ်တယ်နော်။နည်းနည်းများသွားပြီ။နည်းနည်းများသွားပြီ။ဒီနေရာမင်းတို့ဒီနှစ်ယောက်နေရာကိုဂျာတို့ဘူးပေးတာလေ။ဘာပေးတာလဲ။အေးအဲ့ဒါတော့မပြောနဲ့တော့။ဟုတ်ပါဘူး။ပြောနဲ့တော့။အဲ့ဆက်ပြောရမယ်လေ။ပြောလို့မပြောလို့တော့မရအောင်ကျွန်တော်။မပြောနဲ့တော့ဆိုတော့မပြောနဲ့တော့လေ။မင်းကဒါတော့ဆက်လိုက်ပြီးတော့ဒီအာဆီယံဥက္ကဋ္ဌကပေါ့နော်။မလေးရှားနိုင်ငံအနေဖြင့်တဲ့ကျွန်တော်တိုင်းရင်းသားလူနည်းစုကျွန်တော်တို့28ဖွဲ့။ဟုတ်ပါ28ဖွဲ့။ ်နော်ပြီးရင်အတိုက်ခံအင်အားစုများအားလုံးကိုအားလုံးပါဝင်သောတွဲဆောင်ဆွေးနွေးမှုလှုပ်ဆောင်နိုင်ရန်အတွက်မလေးရှားနိုင်ငံတို့တဲ့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားထားတယ်လို့သိရပါတယ်ဗျနော်သွားပြီသွားပြီသွားပြီ အဲ့ဒါရှင်းသွားပြီအဲ့ဒါရှင်းသွားပြီပြီးတော့ဗာပြောသေးလဲဆိုရင်ဒီမြန်မာရေးကိုလေဖြည့်ရှင်းနိုင်ရန်လေမြန်မာလေးကိုယ်တိုင်ကလာဥဆောင်ရမယ်လို့သူကပြောတယ်ပေါ့နော်ဟာပဲဒါပဲအဲ့ဒါဒီချိန်လေးသွားပြီဟုတ်ကဲ့အာဆီယံနိုင်ငံလေဒီငါတို့နဲ့မတည့်တဲ့အဖွဲ့အစည်းတွေအကုန်လုံးပေါ့နော်ငါတို့ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေအကုန်လုံးလေသူတို့ကနေတစ်ဖက်လက်နဲ့ဒါမြောက်ထိုးပင်ကိုလုတ်ပေးပြီးတော့သူတို့ကနေကူညီပံ့ပိုးมาပဲဟုတ်ကဲ့ပြီးတော့နောက်တစ်ခုရှိနေတယ်ဗျအဘာလို့အခုပြုလုပ်မဲ့ဒီရေကောက်ပွဲ ဒီကောဝင်လာရောက်ပြီးအာဆီယံနိုင်ငံတွေကနေပြီးကျွန်တော်လေ့လာဖို့ဟိုလေ့လာဖို့အတွက်ဆိုရင်ခေါ်ထားတာဖိတ်ထားတာရှိတယ်ရှိတယ်ရှိတယ်အဲ့ဒီအတွက်လည်း तू ကပြောထားတာရှိတယ်เนาะရွေးကောက်ပွဲကိုလေလာမယ်ပေါ့လေ့လာစောင့်ကြည့်သူများစေလွန့်ရင်เนาะကျွန်တော်ရဲ့စစ်တပ်ကြီးဖိတ်ခေါ်ချက်ကိုလေဟုတ်ပြီအာဆီယံကစဉ်းစားနေသေးတာဖြစ်ပါတယ်မဟုတ်လေအဲ့လားလေလားဟာနော်ငါတို့ကြည်လာမအောင်လို့ငါပျော်နေတာကွာဟုတ်ကဲ့မဟုတ်တော့ဘူးလေကွာဒါဒီပေါ်တာတိုင်းဆိုချိန်စီတယ်ကွာမင်း ပြီးငါတို့ဒီတက်ချုံနဲ့ငါတို့ဒီ standard army ကြီးကိုဟုတ်ကဲ့ဒီ ASEAN နေပြီးတော့ငါတို့အဆက်ခွဲလိုက်တာပဲမင်းတို့ငါတို့ ASEAN စီးဝေးလုတ်တော့ကလည်း26 29 28လုတ်တော့ကလည်းမင်းတို့ငါတို့ကမခေါ်ဘူးကွာမင်းတို့တနိုင်ငံတွေကို10နိုင်ငံရှိလို့ဆိုတော့မင်းတို့တနိုင်ငံတွေကိုမခေါ်ဘဲနဲ့ဖိတ်စာထဲမှာ9နိုင်ငံပဲငါတို့ရိုက်ထားတယ်အခုလည်းမင်းတို့ငါတို့ရော ခေါ်ပြီးမဆွေးနွေးဘူးမင်းတို့ ਨੇ အတိုက်ခံလူတွေတော့ပြည်သူဘက်ကိုရက်တီတဲ့အဖွဲ့အစည်းတွေအကုန်လုံးငါတို့ခေါ်ပြီးဆွေးနွေးရဲကားဆိုတာကဘာကိုချတာပြီလားအချက်ခွဲလိုက်တာကိုယ်ကိုပြောလိုက်မယ်ဆောက်ချက်ခွဲလိုက်တာဘာတချုပ်သူမှန်တယ်ဗျဗာနော်အချက်ခွဲအဖအချက်ခွဲလို့ဒေါ်လာပြင်းဒါမဲ့ဗာခက်တာတရှိရှိပါဘာလို့အချက်မှမရှိတာအချက်မှမရှိတာဒီချက်ကြောနဲ့ချက်ကြောကိုမှားပြီးဖြတ်ခဲ့ဟဲ့အဲ့တော့များနေပြီတော်တော်များနေပြီတန်းကလေးမပြောဘူးတန်းကလေးမပြောဘူးဗာတော်ဆွဲနေစမ်းပါဗာဒီကောင်ဆွဲနေစမ်းပါ ဒီလိုဆွဲခိုင်းတာဒီလိုဆွဲခိုင်းတာချင်းချင်းတော့ကျွန်တော်မလုပ်ဘူးဘာလို့ကျွန်တော်တို့ကတို့ဟိုကျင်းနိုင်ငံနေမလုပ်တတ်ဘူးအော်အေးအေးအေး sorry နော်ဒါလေးဟုတ်ကဲ့ပြည်နေကြရတယ်ဟုတ်ကဲ့ပြီးတော့မှမျက်နှာကိုဖြတ်ရိုင်းမှာဟုတ်ပါသိပါတယ်ဘာလို့လဲလုပ်ရတယ်ဘူးဟင်းဘာလို့ဒီလိုလုပ်နေကြလို့ပြောတာပါဆက်လက်ပြီးတော့ချိန်သေးတယ်အာဆီယံနေမှာကျင်းကြတဲ့ဟာလေးရှိသေးတယ်နော်ဒါလေးဖတ်ပြအောင်မယ်အဲ့တော့မလေးရှားနိုင်ငံနဲ့ကျွန်တော်ဒီကွာလာလွန်မြို့တွေနဲ့အော်တိုဝါလာ26ရက်နေ့ပေါ့နော်အာဆီယံနိုင်ငံသားရွေးဝင်ကြီးများအစည်းအဝေးတွေနဲ့ ကျွန်တော်အချက်28ချက်ပါနော်28ချက်28ချက်ပါမြန်မာရေးစွနေချက်များလေအကျညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီ၎င်းရဲ့အကျညာချက်များတွင်အဓိကအချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံကျွန်တော်ဘုံသဘောတူညီချက်၅ချက်ကိုတဲ့အဓိပ္ပာယ်ရှိသောအကောင်အထည်ဖို့တိုးတက်မှုများမလုံဆောင်သိလျင်အင်းအာဆီယံအစည်းအဝေးနဲ့နောက်ဆက်တွဲပေါ့နော်ကျွန်တော်တို့အစည်းအဝေးများကိုကျွန်တော်တို့မတက်ရဘူးပေါ့တက်ရဖို့မရှိဘူးလို့ပြောကြတော့ပါတယ် ပြီးရင်ကျွန်တော်တို့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကြီးညာချက်တင်တဲ့ရေကောက်ပွဲများမကျင်းပမီနိုင်ငံရေးအချက်အလက်များကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြမ်းဖက်နေမှုများကိုရက်တန်းကရက်ပြရမည်ထုတ်ပြောထုတ်ဖော်ပြောကြားသွားပါလိမ့်ခင်ဗျာမတော်နဲ့ဘာမတော်နဲ့မတော်သေးပါဘူးငါထိုင်နေပါတယ်ပြောတော်လို့မရသေးဘူးနော်ဒီခါကျတော့မြင်းကြံတောင်သာနော်တောင်ကောင်းလေးဖဲ့တောင်သာနဲ့ရွှေဘုံမြို့နယ်တို့တွေနော်ဒီအကြမ်းဖက်စစ်ကြောင်းယူတိုက်ခိုက်မှုမှာ စစ်သားနှစ်ဦးတည်ဆုံးပြီးတနက်တလက်နဲ့ခဲရမြောက်တင်းစီရရှိတဲ့တည်င်းလေးကိုကျင်ညာပေးမယ်နော်ပါနော်တောင်းတာတောင်းတာတောင်းတာမန္တလေးတိုင်းတောင်းတာမြို့နယ်မှာနော်ကျွန်တော်တို့အကြမ်းဖက်စစ်တပ်ကအထိုင်ချတပ်ဆွဲထားတဲ့စခန်းရှိတယ်ပါရဲ့အဲ့ဒီထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားနှစ်ဦးနေရာတွေပွဲချင်းပြီးတည်ဆုံးနေသွားပြီပေါ့သွားပြီပေါ့တနက်ကတလက်ခဲရမြားလဲတင်းစီရမြီကြောင်းတည်င်းထုတ်ပြန်ထားတယ်ပါနော်ဒါနှစ်ဦးတည်တယ်ဆိုတော့မွေးကန်းနှစ်ပွဲဖြစ်ပြီဟုတ်တယ်မန္တလေးမန္တလေးတောင်းတာ အဲ့ဒီတိုင်းကောင်းတာဒီဒီခါကျတော့ကုလသမဂ္ဂနဲ့ပတ်သက်တဲ့အရာလေးကျွန်တော်တို့နဲ့ပတ်သက်တဲ့အရာလေးထုတ်ပြန်ထားတာလေးပြောပြမယ်ပါပြောပြောအဲ့ဒါတော့လက်ရှိအခြေအနေများအောက်လက်ရှိအခြေအနေများအောက်တွင်မြန်မာစစ်တပ်ကရွေးကောက်ပွဲကျင်းပပါကမတိမ်မတည်ငြိမ်မှုများနဲ့ဖယ်ထုတ်ခံရမှုကိုပုံမို့နှဆိုင်ဆိုးရွားစေလိမ့်မည်ကုလသမဂ္ဂအတွင်းရေးမှုချုပ်ကသတိပေးလိုက်တယ်နော်အဘားတို့ကရွေးကောက်ပွဲကိုဘောနော်အခုမတိတိုင်းပြည်မတည်ငြိမ်သေးပဲနဲ့သူတို့ဘုံသဘောတူညီချက်တွေကို မလုတ်ပဲနဲ့မလုတ်ပဲနဲ့ဘာလို့ရွေးကောက်ပွဲကျင်းပါမယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့ဖယ်ထုတ်ခံရမယ်နော်ဒီတဲ့ဆိုးသွားတဲ့ပြစ်ဒဏ်ခံမှုတွေကိုခံရမယ်လို့ဒီငါတို့ကအာဆီယံရဲ့ဒဏ်ခတ်မှုတွေငါတို့ခံရမယ်ကမ္ဘာဒဏ်ခတ်မှုတွေခံရမယ်ဆိုတော့ပုံစံပေါ့ဟုတ်တယ်ဗျာဟုတ်တယ်ဗျာအဲ့ဒါကိုဘသူကပြောကြားထားတာလဲဆိုတော့ကုလသမဂ္ဂတွင်းရေးမှုချုပ်အန်တိုနီအန်တိုနီရိုဂူရာရက်ကအန်တိုနီရိုဂူရာရက်ကသတိပေးပြောဆိုထားတယ်နော် ဟုတ်ယူတယ်နဲ့ပြောလို့လို့ရတယ်ဟုတ်ကဲ့လေဒါအဘအဘနားလည်းမှာမဟုတ်ပါဘူးနော်အဲ့နာမည်ဖတ်ပြလို့အေးနားလည်းလဲတိလဲသူ့ကိုလူရသွင်းမဲ့လူလဲမဟုတ်ပါဘူးနော်လုံးပုံဆိုးပါပြီပုံဆိုးပါတက်ချုပ်ယူဆိုတာဘာကိုပြောတော့မဟုတ်ဘူးတားကလေးကုလသမဂ္ဂအတွင်းမှုချုပ်လို့လားပြောလိုက်နော်ကုလသမဂ္ဂအတွင်းမှုချုပ်ကနော်အဲ့လိုပြောထားတယ်မလေးရှားနိုင်ငံနဲ့ကွာလာလမ်ပူမြို့ရင်းနဲ့ဂျမန်နဲ့အာဆီယာထိပ်သီးစည်းဝေးတက်ရောက်ခြင်းနဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ကပေါ့နော်အထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်ကောင်းလိုက်တာ ဒီမိုကရေစီနီးကြရွေးကောက်တင်မြောက်ခံရသောခေါင်းဆောင်များအပါအဝင်မတရားဖမ်းဆီးခံရသူများလွတ်ပေးရန်နဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတောင်းဆိုလိုက်ပြီးလက်ရှိအခြေအနေများအောက်တွင်ကျင်းပသောရွေးကောက်ပွဲကြောင့်ဟိုဖဲဖဲချင်းခံရမှုတွေပေါ့ရှိတယ်ပေါ့နော်။ဟိုဖဲချင်းခံရမှုတွေရှိရမတည်ငြိမ်မှုများကိုလည်းပုံမိုဆိုးရွားစေနိုင်ကြောင်းသတိပေးပြောကြားလိုက်တယ်။ကုလသမဂ္ဂကြီးခဲ့ရမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရန်အတွက်အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669အကောင့်ထဲပေါ်ရင်မြန်မာစစ်တပ်ကိုတဲ့ထက်လောင်းတောင်းဆိုခဲ့တယ်။ဟုတ်နော်။တောင်းဆိုနေတောင်းဆိုရရတာမဟုတ်ဘူး။ကျွဲပါဆောင်တည်ကြီး။ကျွဲပါဆောင်တည်ကြီး။ကျွဲပါဆောင်တည်ခွေးပြီးကောင်းကြည်တော်ဆဟာယောဒီနေ့ညာဝမစ္စတာချုပ်ကိုမြဲအဲ့လိုပြောတာလား။မပြောတော့ပါဘူး။ပြောရမှာပေါ့ပြောမှာဒီတက်ဆိုတော့ဒီဒီကကြတော့တန်းငယ်လေးပြပြမယ်။လူငယ်များကိုတဲ့စစ်မှုထမ်းပြီးအတင်းကျပ်စေခိုင်းတဲ့တက်ချုပ်ကြီးပေါ့နော်။မြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုကြောင့်မြင်မာနေသောကြောင့်လည်းပြည်ရင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဟု ူကပြောတယ်တဲ့။သူကပြည်တွင်းကနေပြီးတော့ကျွန်တော်တို့ပြည်ပကိုနီးမျိုးစုံနဲ့ထွက်ကြတယ်။လူငယ်တွေပေါ်တာဆိုတဲ့တဲ့ကိုပါမှာဆိုလို့ရှောင်ကြတယ်ပေါ့။ရှောင်ကြတယ်။အဲ့ဒါကိုသူကဘာမှမဖြစ်ပါဘူးတဲ့။ပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်တွေများပြားနေစေတဲ့။ရှိပါသေးတယ်ပေါ့လေ။ပေါ်တာထပ်ဆွဲလို့ရပါသေးတယ်။ထပ်ဆွဲအောင်မထပ်တတ်အောင်မဆိုတဲ့ဘော။ဒီလိုမျိုးပဲပေါ့။ငါတို့ကဒီမတည်တည်အောင်တတ်မဲ့။ဟာမဟုတ်ဘူးလေ။ဟွာဟာမင်းပြဿနာမင်းငါတို့ကဒီကြည့်ကောဘုရားမနိုင်နိုင်အောင်လုပ်မယ်ဒါပဲရှိတယ်။ဘာလို့လဲဆိုတော့အဲ့သဘောဖြစ်နေတယ်လေဘာရဲ့။ခုစစ်မှုထမ်းအပတ်စဉ်ကဘယ်တော့မှစပြီးတော့လောက်တာလဲဆိုတော့2024ခုပေါ့နော်။ မေလာမှာစတင်စစ်မှုတန်းအပတ်စဉ်မြောက်လာစဉ်ဖွင့်လှစ်ကားလူငယ်9000တခါဟောတာပေါ့နော်အပတ်စဉ်တင်းမှာ9000အပတ်စဉ်နင့်မှာ9000အခုဘလောက်ကြည့်သွားပြီလဲဆိုတော့အပတ်စဉ်16ရောက်ပါအပတ်စဉ်16တိုးပင်ရောက်ရှိပြီဖြစ်သည်လူငယ်ဥယျာဉ်ဘလောက်တော့များလဲတသိန်းနီးပါးကတ်သွားပြီဟုတ်တယ်လူငယ်များပြည်ပသို့ပြောင်းရွှေ့နေမှုမြင်မာသည့်အတွက်တဲ့တက်ချုပ်ကြီးကအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုပြည်ပသို့အလောက်ကံပြစ်စေလွတ်မှုများကိုပိတ်ပင်ခဲ့ပြီး ပြည်ပတို့အလဲဘက်ထွက်သည့်လူငယ်များကိုလည်းအကြောင်းမျိုးမျိုးပြရည်လေးစိတ်များမှလှည့်ပြန်ခိုင်းမှုများလှုပ်ဆောင်နေတယ်။အဲ့လိုပိတ်ပြင်နေဆိုပြည်ပကိုထွက်ခွာဝင်ကိုလူငယ်တို့ပြည်ပကိုထွက်ခွာဝင်ပိတ်တယ်ဆိုရင်သူ့မြည်ကြီးကိုလုံးပြန်ခေါ်လေ။ဟောအဘအဘအဘသားသမီးတွေပြန်ခေါ်လေ။ဘာသာမီးတွေဘာနိုင်ငံသားပို့တာ။နောက်ကကူမီတွေပို့မှမွေးတာ။ပို့မှမွေးတာ။ဘာလို့ဒါပဲ။ပို့မှမွေးတာ။အဲထို့ပြင်နဲ့ပြည်ပရောက်ရှိနေသောမြန်မာလူငယ်များအမိမြေတို့ပြန်လာပြီးစစ်မှုထမ်းကြရေးအတွက်လည်း နီးမျိုးစုံနဲ့တက်ချုပ်ကြည့်ရပါတော့ပုံစံမျိုးမျိုးဖြစ်စူးစမ်းနေတယ်ပြည်ပထောက်ခါတဲ့လူငယ်များနေထိုင်ရာနေအိမ်များကိုစစ်တပ်လက်အောက်ခံရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များစစ်မှုထမ်းကြီးလာစဉ်တိုင်းတဲ့ကြီးကောက်ခံမှုများလဲဖြစ်ပေါ်လျက်ရှိတယ်အဲ့ဒါလူသားပွင့်ပေးတာပေါ့လောက်ွက်ပေးတာအဘားတို့ကဘယ်လိုပြင်းနေလဲဆိုတော့ခင်ဗျားတို့သားသမီးတွေနိုင်ငံသားတွေပြန်ခေါ်မခေါ်ဘူးလားမခေါ်ရင်တယောက်တစ်လောက်ကိုတယောက်ကိုနှစ်သိန်းထက်ဆိုထက်အဲ့လိုမျိုးသူများအိမ်တွေကသူများအိမ်တွေကတစ်သိန်းထက်ရင်သူတို့အဲ့နိုင်ငံသားတော့လည်းကလေးတွေရှိတဲ့အိမ်ဆိုရင်နှစ်သိန်းသုံးသိန်းတောင်းတယ် အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးတောင်းတာနော်အခုဒီကကျတော့အဘကြားချင်နေတဲ့သတင်းလေးမုံရင်းကသတင်းလေးနော်အဘနော်28ရက်ဆယ်လ2025မှာကရင်ပြည်နယ်ကော့ဂရိတ်မြို့မှာအသေးများမယ်ဗျနော်ဘလောက်ဆိုတာတော့မသိသေးဘူးအသေးများမယ်ပြောတဲ့ဟာဖြစ်လိမ့်မယ်နော်သခိုင်းတိုင်းမြင်းမှုမြို့နယ်မှာနှစ်ဦးသေးပါတယ်ဗျအဲ့ချင်းပြည်နယ်ဟာခါမြို့နယ်မှာနှစ်ဦးလင်းဝင်ပါတယ်ဗျဟုတ်ကဲ့အလင်းဝင်တဲ့တေဆုံးသူက၄ဦးရှိပါတယ်ဗျနော်အတေများတာမပါဘူးနော်ဗျအတေများတာမပါဘူး အခုဘယ်နှယောက်လဲ၄ဦး၄ဦး၄ယောက်၄ယောက်မှာတက်ချုပ်ကအတွေးမပေါက်သေးဘူးအဲ့ဒါကြောင့်မလို့ ASEAN မှာဘေးရောက်နေတာကွာ